အားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းရွှေသေးကတက်ကြ9ချိန်တီတီရှိပြီမဲ့ ညနေမှာ90အတန်နဲ့ပြန်ပြီးတော့ဈေးပိတ်သွားပါတယ်ဒီနေ့က17ရက်နေ့3လပိုင်း2020နဲ့5ခုနဲ့ညနေပိုင်းထိုင်းရွှေဈေးကတော့ဒီနေ့မှာဆို90ပြန်ပြီးတော့တက်သွားပါတယ်96.500ကျန်လို့ရှယ်ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက4600နဲ့မှ950ဆိုင်ကလက်ခံတဲ့ဈေးက4600နဲ့မှ50တော့လက်ဝတ်ရနာဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက4800နဲ့မှ50ဆိုင်ကလက်ခံတဲ့ဈေးက4500 616.44နဲ့ပေါက်ဈေးရှိနေပါတယ်ကမ္ဘာရွှေတောင်းစားကိုဒေါ်လာ2900 ခွင်နဲ့တိုင်းရွှေစည်းကိုတွတ်ထားပြီးတော့ တဒေါ်လာကိုထိုင်းဘတ်ငွေ33.85နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96.500ကျန်လို့ရှိတဲ့ထိုင်းရွှေအခဲကဘဏ်ကောက်ထဲမှာလက်ခ200ရှိပါတယ်လက်ခ PSC ထိုင်းရွှေအခဲတပတ်သားကိုဒီနေ့မှ46,850ဈေးနဲ့ပေါင်းဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့46,450ဈေးနဲ့ရခိုင်နှုန်းပြတ်မဖြစ်ဖက်ဆိုင်ကပြန်ပြီးတော့လက်ခံပါပါ။လက်ဝဲရနာရဲ့လက်ခံကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ထိရှိနိုင်ပြီးတော့မိမိဝယ်တဲ့အထည်ပုံမှာမူတယ်လို့ရောင်းတဲ့ဆိုင်ပုံမှာမူတည်ပြီးတော့လက်ခံဈေးနှုန်းကပြောင်းလဲမှုရှိ နိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပေးတဲ့ပြင်ကို4300ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေဈေးကအတက်ကြမငြိမ်ပါဘူး။လက်ရှိမှာလည်းထိုင်းရွှေဈေးကအတက်ဈေးကိုတွားနေတာဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးအခြေအနေကြောင့်ကမ္ဘာရွှေဈေးတွေကလည်းအတက်ကြမငြိမ်သလိုထိုင်းရွှေဈေးကလည်းအများအန်အတက်ကြရှိနေပါဗျ။လက်ရှိမှာတော့ထိုင်းရွှေဈေးကဆက်လက်ပြီးတက်နေပါသေးတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုအများအန်တင်ပေးပါရယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါရယ်။အားလုံးပဲမင်္ဂလာပါ။